My Wish Bar မြန်မာ channel ကကြိုဆိုပါရယ်ဗီဒီယိုအသစ်များအကြောင်းအရာအသစ်များသင်တိုင်းသိရှိအားပေးနိုင်အောင် subscribe လုပ်ထေးပြီးကနတာအချင်းလေးနည်းနည်းပြုံနဲ့ထိရောက်တဲ့နီလန်လေးများရရှိကြပြီးအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာကဲဗီဒီယိုလေးကိုစတင်နားထောင်ကြရအောင်တခါတလေမှာအလုတ်တစ်ခုခုကိုစလုတ်ဖို့တောင်စိတ်မပါတော့သလိုမျိုးခံစားရဖို့ပါဒလားအဲ့ဒါကဘာလို့ဖြစ်တာလဲအဲ့ဒီလိုဖြစ်နေရင်ဘယ်လိုလုပ်ရမလဲဒီနေ့အဲ့ဒီအကြောင်းလေးတွေပြောပြသွားမှာပါ ဒါကိုကိုညံလို့ဖြစ်တာဆိုတဲ့အမည်မျိုးနဲ့မဟုတ်ပဲလူတိုင်းကြုံရတဲ့စင်ခုံးမှုတစ်ခုကိုဘလို့ကြော်လွားမလားဆိုတာကြည့်ကြရအောင်ဆိုတော့လေလုံးစရာတွေကအရှင်းမပုံနေလေဒါမဲ့ကိုကတော့တစ်ချက်ကလေးတောင်မလုပ်ချင်ဘူးလုံးဝ stuck ဖြစ်နေတယ်လို့မျိုးပေါ့အဲ့ဒီခံစားချက်ရင်းနှီးကြမှာပါအကယ်၍အဲ့ဒီလိုခံထားနေရတယ်ဆိုရင်စိတ်မပူပါနဲ့ဒါဟာကိုတယောက်တည်းဖြစ်နေတာမဟုတ်ပါဘူးတကယ်တော့လူတိုင်းလိုလိုတစ်ချိန်မဟုတ်တစ်ချိန်မှာကြုံဖူးကြတဲ့ကိစ္စပါအဲ့လိုတီးထားလိုက်တာနဲ့တင်နည်းနည်းလေးတက်တာသွားတယ်မဟုတ်လား ဟုတ်ပြီအပိုင်း1မှာတော့အဲ့ဒီလိုပြိမိနေတဲ့ခံစားချက်အဲ့ဒီစိတ်အားထက်တန်မှု ထောင်ကျောက်ဆိုတာပါလဲဆိုတာကို အရင်ကြည့်ကြရအောင်။ Okay အဲ့ဒါကပါလဲသိပြီဆိုတော့အပိုင်း2မှာဘာကြောင့်အလိုဖြစ်ရတာရဲ့ဆိုတဲ့အကြောင်းအရာတွေကိုနည်းနည်းနည်းကြည့်ကြမယ်။အကြောင်းအရာကိုတိမာအဖြေရှားရလွယ်မှာလीအများစုကတော့စိတ်မပါတာကိုပြင်းလာလို့ပဲယိုးယိုးလေးတွေးလိုက်ကြတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အကြောင်းရင်းတွေကပို့ရှုပ်ထွေးပါတယ်။ဥပမာ တခုခုလုပ်ရမှာကိုမတတ်မတာဖြစ်လို့ရှောင်းနေတာမျိုးဒါမို့ကိုကိုကိုငါလုပ်နိုင်ပါမလားဆိုပြီးတန်တရားဝင်နေတာလုပ်ရှားတဲ့အရင်များပြီးဘယ်ကဆက်ရမှာမသိတာအဆိုးဆုံးကတော့စိတ်ကြမ်းမာရေးအခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်အဓိကအကြောင်းရင်းတွေထဲကတခုခုနည်းနည်းလေးထပ်ချက်ကြအောင်အဲ့ဒါကတော့မတက်မထားဖြစ်မှာကိုရှောင်းတာပါပဲ။ ဆိုလိုတာကကျွန်တော်တို့ဦးနောက်ကပြင်းစရာကောင်းတယ်စိတ်ညစ်စရာကောင်းတယ်ဒါမှမဟုတ်ရှုံနှိမ်ထွားနိုင်တဲ့ခံစားချက်မျိုးတွေကိုတဝါအတိုင်းရှောင်ချင်တယ်အဲ့တော့အလုတ်တစ်ခုကခက်မယ်ပြင်းစရာကောင်းမယ်လို့တွေးလိုက်တာနဲ့မလုတ်သေးရင်ပိုကောင်းမယ်ဆိုပြီးဖြစ်သွားရောဟုတ်ပြီအကြောင်းရင်းနေတည်ပြီဆိုတော့ဖြည့်ရှင်းချက်တွေပဲလက်ကြရအောင် အပိုင်းသုံးမှာတော့လက်တွေ့လူဆောင်ချက်တွေမစခင် ကျွန်တော်တို့ရဲ့အတွေးခေါ် mindset ကိုဘယ်လိုပြန်ပြင်လို့ရမလဲဆိုတာကြည့်ကြမယ်။ဘာလို့လဲဆိုတော့ အပြောင်းလဲတိုင်းကအထွေးကနေစတာကိုဒီမှာအရင်စိတ်ဝင်စားဖို့ကောင်းတဲ့နည်းလမ်းတစ်ခုရှိတယ်။ကိုခေါင်းထဲကအစိုးမင်းအသွေးတွေဝင်လာပြီဆိုပါစို့။အော်ဒါကတော့အရင်ခက်မှာပဲလို့တွေးလိုက်တာနဲ့ခဏကြီးကပြီးရင်သူ့ရဲ့စန့်ကျင်ဘက်ကိုပြန်ငင်းကြည့်ပါ။မဟုတ်ဘူး။ငါအောင်မြင်တဲ့အကြောင်းရင်းနဲ့အမြရရှိတယ်။၁နှစ်3ဆိုပြီးစာရင်းချအရေးကြည့်လိုက်။အဲ့ဒီလိုလုပ်လိုက်တာနဲ့အသွေးကချက်ချင်းပိုပြီးများလာသွားတယ်ကိုတွေ့ရပါမယ်။နောက်တစ်ချက်ကတော့ကိုကိုကိုဆက်ဆံတဲ့ပုံစံနဲ့ဆိုင်ပါတယ်။ဒီစကားလေးကိုမှတ်ထားတဲ့။ကိုကိုကိုစကားပြောတဲ့အခါ ကိုအယမ်းယုံကြည်ရတဲ့တငယ်ချင်းတယောက်ကိုစကားပြောလို့ပြောပါတယ်။ဟုတ်ပါရဲ့။သူတွေ့တဲ့နောက်ရဲ့အရာဆိုရင်ကိုကိုကိုအပြစ်တင်တာဝေဖန်တာတဲ့ကိုကိုကိုကျင်နာတာကအများကြီးပုံကြီး motivation ဖြစ်စေတယ်တဲ့။တခုခုမားပါတဲ့အခါကိုကိုကိုစူပူနေမယ်အစားကိစ္စမရှိဘူး။နောက်ခါပြန်ကြိုးစားမယ်လို့အားပေးလိုက်တာကကြာရှုမှုနဲ့ပြန်ထဖို့ရောစိတ်ကျမ်းပါရတဲ့ပါအများကြီးပိုကောင်းပါတယ်။စိတ်ပိုင်းဆိုင်ရာပြင်ဆင်ကြည့်ပြီဆိုတော့အခုလက်တွေ့လို့လို့ရမယ့်နီလန်းလေးတွေအကြောင်းပြောကြမယ့်အပိုင်းလေးကိုရောက်ပါပြီ။ ီနီလန်းလေးတွေကိုဖီအားတစ်ခုလိုမမြင်ဘဲနဲ့ငါနဲ့ဖေဟာလေးကကြိုက်မလဲဆိုပြီးပေါ်ပေါ်ပါပါစမ်းတက်ကြည့်လို့ရတဲ့ experiment လေးတွေလို့သဘောထားကြည့်အောင်ပထမဆုံးစမ်းကြည့်လို့ရမယ်လွယ်စုံနဲ့အစွမ်းထက်ဆုံးနီလန်းတစ်ခုကတော့7မိနစ်အချိန်ပါပဲဒီအချိန်ကအရင်ရိုးရှင်းပါတယ် လောက်ရမဲ့အလုပ်တစ်ခုကို10မိနစ်ပဲလုပ်မယ်10မိနစ်ပြည့်ရင်ရလိုက်လို့ရတယ်ဆိုပြီးကိုကိုကို permission ပေးလိုက်တာပါအဲ့လိုလုပ်လိုက်တော့အလုပ်စားဖို့အတွက်လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာဝန်ထုတ်ဝန်ပိုးကြီးဟာကျသွားရောတကယ်တော့မှတော့လေ10မိနစ်လောက်လုပ်ပြီးသွားတဲ့အခါအချိန်လေးရသွားပြီးဆက်လုပ်ချင်စိတ်ပေါက်လာတာများပါတယ်အဓိကကအဲ့ဒီစလိုက်ဖို့ပါပဲနောက်တနည်းကတော့မလုပ်ချင်တဲ့အလုပ်ကိုကိုကြိုက်တဲ့အရာတစ်ခုနဲ့တွဲလုပ်လိုက်တာပါဥပမာအင်သက်ရှင်ရေးလို့ရမှာပြန်နေလားသူငယ်ချင်းတောင်နဲ့ဖုန်ပြောရင်းလုပ်လိုက်ပါ အဝဲတစ်ခေါက်ရမှာဆင်းရဲနေရဲ့ကိုကြိုက်ဆောင် TV series ကြီးရဲ့ခေါက်လိုက်ဒီလိုဆိုရင်အဲ့ဒီလောက်ကဝန်ထုတ်ဝန်ပို့တစ်ခုလို့မဟုတ်တော့ပဲနဲ့နည်းနည်းလေးပြောစောကောင်းသွားနေပါတယ်အခုဒီ list ကိုတစ်ချက်ကြည့်လိုက်လို့ရှယ်ရီကရှုပ်ရက်ခတ်နေတာပဲဘေးကဆက်ပြီးပါလို့ရမှာမသိဘူးဒီလို list မျိုးကိုမြင်လိုက်ရုံနဲ့ကို motivation တွေကွန်ပျောက်ပြီးစိတ်ထဲကြားထွက်နေပါတယ် okay အဲ့ဒီ list ကိုပဲဒီလိုလေးပြောင်းကြည့်လိုက်ရအောင်အရေးကြီးဆုံးတုံးခုကိုပဲရွေထုတ်ပြီးကြံတာတွေကိုခဏမေ့ထားလိုက်ရှင်းရှင်းလင်းလင်းနဲ့ဦးစားပေးရလိုက်စီလိုက်တဲ့အခါမှာတော့ ဟုတ်ပြီဒါဆိုရင်တော့လုံနိုင်လောက်ပါတယ်ဆိုတဲ့ခံစားချက်မျိုးဝင်လာပြီမဟုတ်လားပိုပြီးကင်တွေကလွဲသွားတယ်နောက်ပြီးတော့အလောက်တစ်ခုပြီးသွားတိုင်းကိုကိုကိုတေးသေးမွားမွားစုလေးတွေချဖို့လည်းမမေ့ပါနဲ့ဒါကရီမန်းချက်စီဆက်သွားဖို့အဖစ်စီပါတယ်ကဲအရေးပေါ်တောင်းလို့ရမယ်နီလန်လေးတိပြီဆိုတော့နောက်ဆုံးနဲ့အရေးကြီးဆုံးအပိုင်းကောင်းသွားကြရအောင်ဒီအပိုင်းမှာတော့ခဏတာမိုတီဗေးရှင်းရဖို့တဲ့ရေရှိမအမြင်နဲ့အာရန်ပြောရနေစင်မဲ့အခြေခံအုတ်မြစ်တီကိုဘယ်လိုတိဆောက်မလဲဆိုတာပြောပြသွားမှာပါ အခုပြောခဲ့တဲ့နီလန်းဒီအားလုံးရဲ့အောက်မှာခံထားတဲ့အခြေခံအုတ်မြစ်ကတော့ကိုကိုကိုဂယူးစိုက်ခြင်းပါပဲအရန်ယူရှင်းတယ်လို့ထင်ရပေမဲ့ဒါကအရေးအကြီးဆုံးပါအေးမဝါဘူးအစားတော့မမှန်ဘူးလေ့ကျင့်ခန်းမလုပ်ဘူးဆိုရင်ဘလို့နီးလန်းတုံးတုံး motivation ဆိုတာရလာမှာမဟုတ်ပါဘူးဒါဆိုကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်အရင်ဆုံးဂယုစိုက်ဖို့လိုပါတယ် တခုတော့အလေးနဲ့ထားပြီးသတိပေးချင်ပါတယ်။အကေရဲ့ဒီလိုစိတ်အားထက်သန်မှုမရှိတာကနှစ်ဖက်ထက်ကြော်လာပြီးနေ့စဉ်ဘဝကိုပါထိခိုက်လာပြီးဆိုရင်ဒါကတာမန်စိတ်သက်ကြရတဲ့ပိုနိုင်ပါတယ်။အဲ့ဒီခါမှာတော့ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တိုင်ပင်ဖို့လုံးဝမဝင်လေးပါနဲ့။ကဲဒီနေ့ပြောသွားတဲ့နီလန်းဒီမြောင်းကြီးတဲကနေကိုနေကိုက်ညီမဲနီလန်းကြီးတစ်ခုကိုရွေးပြီးဒီနေ့ချက်ချင်းစမ်းကြည့်ဖို့အဆင်သင့်သိပြီလား။တတိယပါကြီးမားတဲ့ပြောင်းလဲမှုတွေဆိုတာတင်းငယ်တဲ့ပထမဆုံးခြေလမ်းတစ်ခုကနေပဲစတင်တာပါ။